ခုလေ product တစ်ခုဒါမှမဟုတ် brand တစ်ခုကိုမြန်မာနိုင်ငံကလူတွေဘလောက်အထိစိတ်ဝင်စားလဲဆိုတာကိုလည်းပိတ်ဆံတပြားမှမကုန်ပဲချက်ချင်းသိနိုင်မဲ့ဒူးတစ်ခုအကြောင်းဒီနေ့မှာသေချာလေးရှင်းပြသွားမှာမယ်လုံငန်းရှင်ပဲဖြစ်ဖြစ် marketer ပဲဖြစ်ဖြစ်အမြဲတမ်းခေါင်းထဲမှာရှိနေတဲ့မိခွန်းကြီးတစ်ခုရှိတယ်လေအဲ့ဒါကတော့ကိုမိတ်ဆက်တော်မဲ့ product edit ဒါမှမဟုတ် random ရဲ့ campaign ego ကိုလူတွေတကယ်ပဲစိတ်ဝင်စားမှုရှိပါမလားဆိုတာပါပဲတကယ်တော့လေဒီမိခွန်းရဲ့အဖြေပေါ်မှာပဲအောင်မြင်မှုနဲ့ရှုံးနေမှုကအများကြီးမူတည်နေတာ ဒါပေမဲ့တရင်ကောင်းကတော့ဒီမီကုန်းရင်အဖြစ်အတွက်ခေါင်းချောက်ခံပြီးမှန်းနေစရာမလိုတော့ဘူးအချက်လက်အစစ်မှန်တိန်နဲ့တီတီကြာကြာသိနိုင်မဲ့တော်တော်လေးအစွမ်းထက်တဲ့နီလန်တစ်ခုကိုလူတိုင်းအလကားသုံးလို့ရနေပါပြီကဲဒီစင်ခေါ်မိုးကဘယ်ကားဆိုတာယဉ်ကြည့်အောင် လုပ်ငန်းများဆိုတဲ့အကြီးမားဆုံးအခက်ခဲကဘာလဲဆိုတော့ကော့ကစမာတွေတကယ်ဘာလို့ချင်းနေလဲဆိုတာကို data ခိုင်းခိုင်းမာမာမရှိပဲကော့ချင်းနဲ့ခန်းစားချက်ပေါ်မှာပဲအခြေခံပြီးဆုံးရချက်တီချနေရတာပဲဒါကတော်တော်လေး risk များတဲ့ကိစ္စဗျာ ဒါကလည်းဟုတ်တာပဲလေကွန်ပစီအသက်တစ်ခုထောက်ဖို့ဒါမှမဟုတ် marketing campaign တစ်ခုအတွက်ငွေတွေအများကြီးမသုံးခင်မှာ customer တွေကဘာကိုစိတ်ဝင်စားနေလဲဆိုတာကိုကြိုသိထားနိုင်ရင်မလို့အတက်ဆွန်ဆမ်းမှုတွေကိုအများကြီး short ချနိုင်တယ်လေအောင်မြင်ဖို့အတွက်လမ်းကပိုပြီးရှင်းသွားတာပေါ့ဒီတော့ခမမှုတွေစားတကယ်အချက်လက်ကိုဘလို့ရနိုင်မလဲအဖြေကားထင်ထားရတဲ့အများကြီးပိုလွယ်ပြီးလူတိုင်းထုံးနိုင်တဲ့ tool တစ်ခုဖြစ်တဲ့ Google Trends ပါပဲဒါကဈေးကွက်ထက်ကလူတွေစိတ်ထဲကိုတိုက်ရိုက်ချောင်းကြည့်နိုင်တဲ့မန်ပီလူတစ်ခုလိုပါပဲ Google Trends ဆိုတာပါလဲဆိုမင်းရောရှင်းရှင်းလေးပဲ Google Search Engine ကြီးထဲမှာမြန်မာနိုင်ငံကလူတွေကဘယ်အကြောင်းအရာဘေးစကလုံးတွေကိုအချိန်နဲ့အမျှဘလောက်တောင်ရှင်းဝင်တစားရှာဖွေနေကြသလဲဆိုတာကို graph တွေနဲ့ရှင်းရှင်းလင်းလင်းပြပေးတဲ့ Google ရဲ့ free service တစ်ခုပေါ့ကောင်းပြီ Google Trends ကဘာလဲဆိုတာသိပြီဆိုတော့သူ့ကိုလက်တွေ့ဘလို့အသုံးချမလဲဆိုတာကြည့်ကြရအောင်သုံးရတာရှုပ်ထွေးမယ်လို့တော့မထင်နဲ့နော်ဘသူမစောသုံးနိုင်လောက်အောင်တော်တော်လေးကိုလွယ်တယ်ရိုးရှင်းတဲ့အဆင့်30မှရှိပါတယ်ပထမဆုံး trends.google.com ကိုတွားလိုက်ပါ ီးရင်ကိုတိစနစ် QR ကို search မှာမရက်ထဥပမာ mobile legend ဆိုပါတော့ဒုတိယအဆင့်ကတော့ညာဘက်အပေါ်နားလေးမှာနိုင်ငံကိုမြန်မာလူပြောင်းပေးဖို့ပဲကဆိုရင်တတိယအဆင့်အနေနဲ့အချိန်ကာလလိုက်လူတွေစိတ်ဝင်စားမှုအတက်အကျကိုပြနေတဲ့ graph ကြီးတခုပေါ်လာပါလိမ့်မယ်တွေ့လားတကယ်ကိုလွယ်လွယ်လေးမယ်โอเคမလို့ရှာရမလဲတည်သွားပြီဆိုတော့နောက်တစ်ဆင့်တက်ပြီး ဲ့ဒီမှာပေါ်လာတဲ့ graph တွေကိန်းကနန်းတီကတကယ်လို့ဘာကိုဆိုလိုတယ်လဲဆိုတော့ကိုတည်တည်ချာချာနားလည်ဖို့လိုပြီးဒါကိုနားလည်မှ D2 ရဲ့တကယ့်စွမ်းကိုထောက်သွင်းနိုင်ပါလေဒီနေရာမှာအရေးကြီးဆုံးနဲ့လူကြော်လောင်များများမှားတတ်တဲ့အချက်တစ်ခုကိုသတိပေးချင်တယ်ဒီ graph မှာပြတဲ့ကနန်းတွေဟာလူဘယ်နှယောက်ရှာတယ်ဆိုတော့ search အရေးအတွက်အတိအကျမဟုတ်ဘူးเนาะဒါဟာဆက်ဆက်စိတ်ဝင်စားမှုပါ ဆိုလိုတာကသတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုအတွင်းမှာအဲ့ဒီစကလုံးကိုလူစိတ်ဝင်စားမှုမြင့်ဆုံးဖြစ်ခဲ့တဲ့အချိန်ကိုတရားလို့သတ်မှတ်လိုက်တာအဲ့တော့90ဆိုရင်အမြင့်ဆုံးအချိန်ကတက်စိတ်ဝင်စားမှုထက်ဝယ်ကျသွားတယ်လို့အတိအပယ်ရတယ် popularity score တခုလိုမျိုးပေါ့ကဲဒီမှာကြည့်တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဥပမာတစ်ခုကျွန်တော်တို့မြန်မာတွေနဲ့အရင်ရင်းနှီးနေတဲ့ coffee နဲ့လက်ဖက်ရည်ဆိုတဲ့စကလုံးတစ်ခုကို ရှင်းကြည့်ထားတာအပြာရောင်လိုင်းက coffee အနီရောင်လိုင်းကလက်ဖက်ရည်အတွက်စိတ်ဝင်စားမှုကိုပြတယ်။ဒီ graph ကိုတစ်ချက်ကြည့်လိုက်ကြနဲ့ဘေးအရာကတစ်နှစ်ပတ်လုံးလူစိတ်ဝင်စားမှုပိုတည်ငြိမ်လဲဘေးဟာကယာဒီအလိုက်အတက်အကျရှိလဲဆိုတာကိုချက်ချင်းမြင်နိုင်တယ်။ဒါဟာဈေးကွက်ရဲ့အကျိုက်ကိုတိုက်ရိုက်ဖတ်ရှုနေရတယ်လို့ပါပဲ။ကဲအခုလိုစီဝင်စားစရာကောင်းတဲ့ data တွေကိုတွေ့ပြီဒါပေမဲ့ဒီ data တွေကိုကိုယ့်ရဲ့လုပ်ငန်းအတွက်တကယ်အကျိုးရှိတဲ့ဆုံးဖြတ်ချက်တွေရဲ့ဖြစ်ဘလို့ပြောင်းလဲအသုံးချမလဲအသုံးဝင်တဲ့နည်းလမ်းတွေကိုဆက်ပြီးလေ့လာကြည့်ကြအောင်ပါ ဒီအချက်လက်တွေကနေလွတ်လို့ရတာတွေအများကြီးတယ်ဥပမာမို့နော်မိုးရာသီမှာဘယ် product က demand တက်တယ်လဲဆိုတဲ့ရာသီအလိုက်စိတ်ဝင်စားမှုကိုသိနိုင်တယ်ကိုထုတ်ချက်တဲ့ product idea အသစ်တစ်ခုကိုလူတွေရှာဖွေမှုရှိမရှိစမ်းစစ်နိုင်တယ်ကိုယ့်ရဲ့ brand နဲ့ပြိုင်ဘက် brand ကိုယဉ်ကြည့်ပြီးဘယ်သူကိုလူတွေပိုစိတ်ဝင်စားလဲလေ့လာနိုင်တယ်နောက်ဆုံးအနေနဲ့ကိုယ့်ရဲ့ content marketing အတွက်လူတွေတကယ်သိချင်နေတဲ့ခေါင်းစဉ်အသစ်တွေကိုတောင်ရှာဖွေနိုင်ပါသေးတယ် အချို့ပြောရရင် Google Trend ဟာကိုယ့်ရဲ့လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်တွေကိုဒီလိုဖြစ်လောက်မယ်ဆိုတဲ့ခမမှုတွေပေါ်မှာအခြေခံတာမျိုးမဟုတ်ကြဘဲတကယ်ကဘာပေါ် customer တွေရဲ့စိတ်ဝင်စားမှုအချက်အလက်တွေပေါ်မှာတိဆောက်ပြီးယုံကြည်ချက်ရှိရှိနဲ့ချမှတ်နိုင်အောင်တကားချက်ကိုဖွင့်ပြလိုက်တာပါပဲဒီအကြောင်းအရာတွေကိုကြည့်ရှုပြီးသွားပြီဆိုတော့ အခုချက်ချင်းပဲ trends.google.com ကိုတွားပြီးကိုယ့်ရဲ့လုပ်ငန်း၊ကိုယ့်ရဲ့ product ဒါမှမဟုတ်ကိုယ့်အသိချင်းဆုံးအကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးပထမဆုံးအနေနဲ့ဘယ်စကားလုံးကိုရိုက်ထည့်ပြီးရှာဖွေလေ့လာကြည့်မလဲ။အခုပဲစမ်းသုံးကြည့်ဖို့အားလုံးကိုတိုက်တွန်းလိုက်ပါရစေ။